to deliver this letter for gentlemen online I'm requesting for my mother's release. Hopefully they will accept it. Seems like they're not going to answer the door. အာဆီယံအတူကိုစလဲကလူတို့ကောင်ဆောင်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုတ်ကိုဒေါအောင်ဆန်းစုကြည်နဲ့တွဲခွင့်အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ရာဇဝတ်သားနဲ့တွေးဆောင်ခွင့်ပေးတာမျိုးဘယ်နိုင်ငံမှာရှိလဲလို့စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်လိုက်ပါတယ်။အော်တိုဘာ29ရက်နေ့ကစစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဆောင်မင်းထွန်းကပြည်ရင်းမီဒီယာတွေရဲ့မေးမြန်းချက်ကိုဖြေကြားရမှာအခုလိုထည့်သွင်းပြောဆိုလိုက်တာပါ။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေးအစိုးရအဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရေးကျွန်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တို့တွေ့ဆုံခွင့်ပေးနိုင်ခြင်းမှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေ့ဆုံခွင့်ပေးခဲ့တယ်လို့ပဲဒါမိကွန်းထုတ်ချက်ပါတယ်။ စစ်တပ်ဟာသူအာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တည်းကနိုင်ငံတော်ရဲ့တာမင်ခံပုဂ္ဂိုလ်ကိုဖမ်းဆီးထားတာဖြစ်ပြီးအဲ့ဒီချိန်တည်းကလူမြင်ခွင်းကိုထုတ်ဖော်ပြတာတာမျိုးမရှိတော့တာပါနိုင်ငံတော်ရဲ့တာမင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်ကအာဂရီမူလိဝတ်ချက်အဥပဒေဆက်သွယ်ရေးဥပဒေပုံမှားတွေအပါအဝင် မတရားပုံမှားတတ်ထားတဲ့အမှုပေါင်း၁၂မှုနဲ့ထောင်ဒဏ်33နှစ်အထိချမှတ်ကထောင်သွင်းအကျဉ်းချထားပါတယ် အမှုတွေကိုစစ်ဆေးစဉ်ကာလကဓာတ်ပုံတချို့ထုတ်ပြန်ခဲ့ပူပြီးအမှုလာရှင်တွေကတစင်းသတင်းစကားတွေကြားသိခဲ့ကြပါပဲ။2022နှစ်ကုန်ပိုင်းအမှုတွေအပြည့်သက်စစ်ဆေးပြီးချိန်ကစလို့ဘသူနဲ့မှ တွေးဆောင်ဆက်သွယ်ခွင့်မရတော့တာလည်းဖြစ်ပါရဲ့။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့2022ခုနှစ်ဩဂတ်စ်လနဲ့ဒီဇင်ဘာလကတရားခွင်အတွင်းရုပ်သံဖိုင်ကို The Guardian သတင်းဌာနကရရှိခဲ့ပြီး အခု2025ခုနှစ်ဇွန်လမှာထုတ်ဖော်ပြသခဲ့ပါတယ်။အရင်ဆက်အနာရှင်တွေတော့ကတော့ဒေါအောင်ဆန်းစုကြည်ကိုနေအကျဲချုပ်ထားတာတချို့သောနိုင်ငံတကာတန်တမန်တွေနဲ့တွေးဆောင်ခွင့်ပေးတာတွေရှိခဲ့ပေမဲ့လက်ရှိစကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့ရာဇဝတ်သားတယောက်လိုကောင်းစင်တက်ပြီးလူမသိသူမသိနေရာမှာဖမ်းချုပ်ထားတာပါ။အဲ့ဒီတော့အန်တီကိုရာဇဝတ်မှုနဲ့အချုပ်ကျနေတယ်လို့ပြောရအောင် ဲ့ဒီအချိန်အဲ့ဒီအခါတုန်းကလုံဆန်းစုကြည်ကဟိုနိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်နေတာဖြစ်တယ်။ဒါအမှုဆိုတဲ့ဟာကလည်းအမှုတွေဆင်ပြီးတော့လုပ်တယ်ဆိုတဲ့ဟာအားလုံးအသိပြီးသားပဲဖြစ်တယ်ပေါ့နော်။အဲ့တော့ရာဇဝမှုနဲ့အထောက်ကြရအောင်ရာဇဝမှုနဲ့ဆိုအဲကျူးလွန်ခဲ့တယ်ဆိုလို့ရှိရင်တော့မှဒါတရားဝင်တရားရုံးတွေမှာအမှုဖွင့်ပြီးတော့ရင်ဆိုင်ရမယ့်ကိစ္စကိုအာဏာသိမ်းမှုကိုကျူးလွန်ပြီးတော့ရာဇဝမှုနဲ့အထောက်ကြနေတယ်လို့ ဟိုပြန်ပြောတာကတော့ဒါကတော့ငါဖလေကပြောင်းပြန်ပြောတယ်ပေါ့နော် ပြောင်းလင်းပြောင်းစားလို့ပဲကျမတို့အဲ့လိုပဲဟိုပုံမှန်လင်းလင်းပဲပြောလိုက်ချင်တော့လေအာဆီယံအထူးကိုယ်စားလှယ်ဒေါအောင်ဆန်းစုကြည်ရဲ့တားဖြစ်သူခင်အရစ်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့တာဝန်ရှိသူတွေကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဖို့တောင်းဆိုတာတွေရှိနေပေမဲ့စစ်ကော်မရှင်ကအလုံးကိုညှဉ်းဆန်းထားတာပါဒါအပြင်ကုလသမဂ္ဂဥရောပနဲ့ အာဆီယံနိုင်ငံတချို့ကလည်းဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံအကျဉ်းသားအလုံးကိုလွှတ်ပေးဖို့ဒေါအောင်ဆန်းစုကြည်နဲ့တွေးခွင့်ပေးဖို့တရားဝင်ရောလှည့်ဝတ်နေပါတောင်းဆိုတာတွေရှိခဲ့ပါတယ်2023ခုနှစ်ဩဂတ်လ9ရက်နေ့ကဒေါအောင်ဆန်းစုကြည်ကိုနေပြီးတော့အကျဉ်းထောင်မှာတွားတွေ့ခဲ့တယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဒွန်ပရမော့ဝင်းနိုင်းကထုတ်ပြောခဲ့ဘူးပဲမဲ့စစ်ကောင်မရှင်ဘက်ကတော့ပြောဆိုထားတာမရှိပါဘူး အနာသိန်းစစ်တပ်ကဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းတွေအလုံးကိုအမှောင်ချထားပြီးဂျမိုင်းနဲ့ပတ်သက်တဲ့ကောလာဟာလာတွေသတင်းအစနာတွေမကြာခဏဆိုသလိုထွက်လာပေမဲ့ဘသူကမှတွေးခွင့်ရတာမျိုးမရှိပါဘူးအနာသိန်းမှုကြောင့်နိုင်ငံတကာရဲ့ထောက်ခံမှုလူထုထောက်ခံမှုမရှိတဲ့စစ်တပ်ကပြည်သူ9000ကျော်ကိုတပ်ဖြတ်ပြီးတဲ့နောက်နိုင်ငံရေးထွက်ပေါက်အဖြစ်ရွေးကောက်ပွဲကိုအတုံးချကျင်းပဖို့ပြင်ဆင်နေပါတယ် ဒီလိုအချိန်မှာလူတို့ထောက်ခံမှုအားကောင်းတဲ့လူတို့ကောင်းဆောင်ဒေါန်ဆန်းစုကြီးကလူမြင့်ကွင်းပေါ်မှာတပံပြန်လဲထွက်ပေါ်လာမှာကိုစစ်တပ်ကများစွာစိုးရိမ်ချက်ရှိနေတာလို့သုံးသက်ဝေဖန်ချက်တွေလည်းရှိနေပါတယ်ရှင်။အကြီးကတော့ဒေါန်ဆန်းစုကြီးကသူတို့အတွက်ဆိုလို့ရှိရင်မနိုင်နိုင်တဲ့ဆိုင်ဘက်ပေါ်လေ။ဆိုတော့တကယ်တမ်းကျတော့ဒေါန်ဆန်းစုကြီးကိုဖမ်းတယ်ဆိုတော့ကရာဇဝမှုကြောင့်မဟုတ်ဘူးနိုင်ငံရေးကဖမ်းရတာရှိတယ်။သူတို့လုပ်ချင်တဲ့နိုင်ငံရေးတွေကို နိုင်ငံရေးလမ်းကြောင်းတွေကိုတောင်ဆန်းစုကြည်ကသဘောမတူတာတောင်ဆန်းကြည်သွားတဲ့နိုင်ငံရေးလမ်းကြောင်းအဖန်တွေပေါ်မှာသူတို့ကမလိုက်နိုင်တာဒါကြောင့်မို့ဖန်ထားတာဖြစ်တယ်သူတို့ကိုလူတွေကယုံကြည်တာမဟုတ်ဘူးတောင်ဆန်းစုကြည်ကလူတွေကယုံကြည်တာဖြစ်တယ်ဆိုတော့အဲ့ဒီနှစ်ခုမှာသူတို့ဘလို့မှမရှင်ရဲဘူးပေါ့ဗျာစင်ပြူမျက်နှာကိုစိတ်မဲမကြည့်ရဲဆိုသလိုပေါ့ဒီလိုဖြစ်နေတဲ့အနေအထားတွေပါအဲ့တော့တခြားတော့သူတို့လည်းတကယ်တမ်းဆိုလို့ရှိရင်တောင်သက်စုကြည်ကသူတို့အတွက်အကောင်းဆုံးခပ်ပေါက်လည်းဖြစ်လာနိုင်တာပဲ တော့ဒါကိုသူတို့ကမစဉ်းစားမိပဲနဲ့အကြောက်တုံတွေပဲသဘောဆိုးတွေဖြစ်နေတယ်ထင်တယ်